မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ25ရက်နေ့မနက်ပိုင်းမှာတင်ပြပြီးမယ့် Radio NUG ပြည်တွင်းသတင်းကောင်းစင်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာအသွင်ကူပြောင်းရေးကာလဖွဲ့စည်းပုံခြေခံဥပဒေရေးဆွဲရေးအလုပ်အဖွဲ့ TCWG နဲ့အသွင်ကူပြောင်းရေးကာလဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာအစီအမံ AFTA ရေးဆွဲရေးဆိုင်ရာတရင်အချက်လက်များ NUCC ထုတ်ပြန်တဲ့သတင်း CLPH ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာလျှက်စင်းတဲ့စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းကလုပ်ငန်းဆောင်ရွက်ချက်များနဲ့ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြတဲ့သတင်းကုလသမဂ္ဂလုံခြုံရေးကောင်စီမှာမြန်မာအရက်သားများအကာအကွယ်ပေးရေးဆွေးနွေးပြီးစစ်အုပ်စုရဲ့ရက်စက်မှုများကိုဦးကျော်မိုးထွန်းပြောကြားခဲ့တဲ့သတင်းအာဆီယံအတွင်းကုမ္ပဏီ54ခုမြန်မာစစ်အုပ်စုအားဗန်နာငွေလေယာဉ်စီနဲ့ဤပညာများပံ့ပိုးပေးနေဟု Justice for Myanmar ထုတ်ပြန်တဲ့သတင်းနဲ့မုံပြေသစ်ပါတီ NMSP AD နဲ့ MLA ပူးပေါင်းပြီးရာမညမွန်တက်တော် RME ဖွဲ့စည်းမှုအပေါ်သဘောထားထုတ်ပြန်စတဲ့သတင်းတွေအပါအဝင်တခြားသတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။